ဘူရိုနဲ့ခါဝါဂီရိုရဲ့တိုက်ပွဲအပြီးဘူရိုကဆေးရုံကနေပြန်လည်နိုးထလာခဲ့ပါတယ်။ခါတာဆူကင်းနဲ့အာမာဒိုတို့ကလည်းတေယော်ကနေပြန်ရှင်လာတဲ့ဘူရိုကြောင့်အံ့ဩနေကြတာပေါ့။တကယ်တော့မိုမိုရှိကီရဲ့ခါမကူးပြောင်းခြင်းဖြစ်စဉ်ဟာ82%လောက်ပြီးနေပြီဖြစ်ပေမဲ့ဘူရိုကရုတ်တရက်ကြီးတည်ဆုံသွားတာကြောင့်ပဲသူ့ရဲ့ကြံရှိနေတဲ့18%ကိုဘူရိုရဲ့ပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနေရာတွေကိုပြန်လည်အစားထုတ်ဖို့အတွက်အသုံးပြုလိုက်တာပေါ့။မိုမိုရှိကီအနေနဲ့ဘာကြောင့်ဘိုးတို့ကိုကူညီလိုက်ရတာလဲဆိုရင်မိုမိုရှိကီရဲ့ဖဲဆယ်ကဘိုးတို့ဖြစ်တာကြောင့် ဘိုးဘိုးသားတိတ်ဆုံးသွားရင်မိုမိုရှိကီရဲ့ဝိညာဉ်ကလည်းအပြီးတိုင်ပြောက်ွယ်သွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မိုမိုရှိကီကသူ့ရဲ့တစိတ်တစ်ပိုင်းကိုဘိုးဘိုးကိုပြန်လဲရှင်းတန်လောင်အောင်ကတင်ပေးဖို့ပြစ်ဆက်လိုက်တာပေါ့။မိုမိုရှိကီရဲ့ပြန်လဲဝင်စားမဲ့ခါမှာဒေတာတွေကဘိုးဘိုးကိုကတင်ပေးဖို့ပြစ်ဆက်လိုက်တာကြောင့်မိုမိုရှိကီအနေနဲ့ဘိုးဘိုးရဲ့ခန္ဓာကိုယ်မှာဘယ်တော့မှပြန်ဝင်စားလို့မရတော့ပဲ။ဘိုးဘိုးရဲ့ခန္ဓာကိုယ်ကိုအပိုင်သိမ့်မယ်ဆိုတော့မိုမိုရှိကီရဲ့အိမ်မက်ကလည်းစိတ်ကူးလေးတစ်ခုသာဖြစ်သွားခဲ့ရပါပြီ ါပေမဲ့လို့မူမူရှိကီအနေနဲ့ဘိုဒိုရဲ့ခန္ဓာကိုယ်မှာပြန်ဝင်သွားလို့မရတော့ဘူးဆိုပေမဲ့ဘိုဒိုတယောက်ချက်ကရာကုံပြီးတတိလစ်နေတဲ့အချိန်နေဆိုရင်တော့မူမူရှိကီကဘိုဒိုရဲ့ခန္ဓာကိုယ်ကိုခဏတာဝင်ထိန်ချုပ်လို့ရပါတယ်။နောက်တဲ့ဖန်နယ်တစ်ခုမှာလဲခါဝါကီယာချက်ကရာကိုအလွန်ကျုံသုံးမိပြီးတတိလစ်နေခဲ့ပါတယ်။ခါဝါကီရဲ့ regeneration mind ကတော်တော်လေးအဆင့်မြင့်လာကြောင်းပြင်ပရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကြီးကြီးမားမားမရှိဘဲအသက်အန္တရာယ်လည်းမရှိတော့ကြောင်းစူမီရဲကရှင်းပြလိုက်ပါတယ်။ ခါဝါကီယာဟိုကာကဲတာဘိုတို့ကိုတတ်ခဲ့ရာကြောင့်ပဲရှီခါမာရုကခါဝါကီကိုဖမ်းဆီးထားခြင်းပင်မဲ့လို့အီရှီကီရဲ့အစွမ်းအားလုံးကိုရရှိထားတဲ့ခါဝါကီကိုဖမ်းဆီးထားဖို့ကလည်းထင်သားတလောက်မလွယ်ကူနေပါဘူးခါဝါကီရဲ့တခုတည်းသောဆန္ဒကလည်းနာရိုကိုကောက်ွယ်ပေးဖို့ဖြစ်ပြီးနာရိုသာဘေးကင်းနေတဲ့ခါဝါကီယာကိုနွားရွာကိုတိုက်ခိုက်မှာမဟုတ်ပါဘူးဆက်စကေးကလည်းဘိုရိုရဲ့ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံကိုတွားရောက်စစ်ဆေးပြီးလို့ကိုနွားရွာကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ နေကောင်းမြေဒေတာအစုံးမှာခါရာအဖွဲ့ရဲ့ပုံကိုရဲ့စကန်းကိုရှာတွေ့ခဲ့ကြောင်းနဲ့ဂျီကန်ဖြက်စီးပြစ်ဖို့အမိန့်ပေးထားတဲ့စေယုတ်လူသားတွေရှိကြောင်းဆတ်စကီကသူရရှိလာတဲ့တရင်အချက်လက်တွေကိုရှီကာမာရုကိုပြောပြလိုက်ပါတယ်။အဲ့ဒီပုံကိုရဲ့စကန်းမှာခုတ်ရှိလာဆိုတာတေချာမသိပေမဲ့ဘတ်လို့ခေါ်တဲ့ခုတ်ရဲ့အသိရှိတာကတော့တေချာကြောင်းဆတ်စကီကပြောလိုက်ပြီးသူမစ်ရှင်သွားနေတဲ့အချိန်တွင်ခါဝါကီကဘိုးတို့ကိုတတ်လိုက်တယ်ဆိုတဲ့တရင်ကအမှန်လားလို့မေးလိုက်ပါတယ်။နာရိုနဲ့ရှီကာမာရုတို့ရှိမှပဲမိုမိုရှိကီကိုတားဖို့ ခါဝါဂီကဘိုးတို့ကိုတတ်လိုက်တာဖြစ်ကြောင်းကန်ကောင်းစွာနဲ့ဘိုးတို့ကတော့အသက်အနယ်ကနေလွတ်မြောက်ခဲ့ပြီးပြန်လည်အဆင်ပြေသွားပြီဖြစ်ကြောင်းရှီကာမာရုကပြောလိုက်ပါတယ်။နောက်ထပ်ဖန်တဲ့တစ်ခုမှလည်းခေါတို့ကိုတွေ့ရမှာဖြစ်ပြီးဘိုးတို့ကမူမရှိကီရဲ့ခါမာကိုတုံးပြီးအသက်ပြင်ရှင်လာပြီဖြစ်ကြောင်းအဲဒါကခေါကိုပြောပြလိုက်ပါတယ်။ဘိုးတို့ကကြန့်ရှင်းနေတဲ့ခါမာဒေတာတွေကိုအသုံးပြုပြီးပြန်လည်ရှင်းသန်လာတာကြောင့်100%အူဆူတူကီတယောက်ဖြစ်သွားခဲ့ပါပြီ။မူမရှိကီနဲ့ဘိုးတို့တို့စကားပြောခဲ့တာကိုတော့အဲဒါကသူ့ရဲ့စာရင်းကနေတော့ကြည့်လို့မရပါဘူး။ ခုတ်ကအဲဒါရဲ့ခွင့်ပြုချက်မရဘဲဒဲမွန်ကိုအသုံးပြုလိုက်တာကြောင့်အဲဒါကဒေါသထွက်နေပြီးခုတ်ကတော့ရွေးချယ်စရာမရှိတော့လုံးမိတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ခုတ်နဲ့အဲဒါဟာသဘောတူညီမှုပြုလုပ်လိုက်ကြပါတယ်အဲ့ဒါအနေနဲ့ခုတ်ရဲ့အစွမ်းတွေကိုပြန်ရအောင်ကူညီပေးမှဖြစ်ပြီးအပြန်အလှန်အနေနဲ့ကတော့ခါဝါကီကိုအဲ့ဒါစီခေါ်လာပေးရမှာပဲဖြစ်ပါတယ်။ခုတ်တယောက်အစွမ်းတွေပြန်ရပြီးတာတော့အသုံးမဝင်ဖြစ်နေသေးမယ်ဆိုရင်တော့အဲ့ဒါတို့မောင်နှမနှစ်ယောက်ကခုတ်ကိုရှင်းပြဖို့လက်တော့နေမှာမဟုတ်ကြောင်းသတိပေးလိုက်ပါတယ်။ အဲ့ဒါရဲ့တတိပေးမှုဟာသွေးတောက်ရဲပေါ်တယ်မဟုတ်ဘူးလို့အဓိပ္ပာယ်ရတဲ့အတွက်ကြောင့်ပဲဝမ်းနဲ့တရားဖြစ်ချောင်းကုတ်ကပြောလိုက်ပေမဲ့အဲ့ဒါကတော့နှစ်တောက်ချောင်းနေလို့သာပြန်ပြောလိုက်ပါတယ်။တကယ်တော့ခုတ်ဟာသူ့အစွမ်းနေပြန်ရလာဖို့အစီအစဉ်နဲ့ကြိုးစားထားတာဖြစ်ပြီးရှီကာမာရုရဲ့လေဘင်းမှာခလောမတ်တစ်ခုကရှိနေခဲ့ပါတယ်။ဆာရာဒါကလည်းပိုင်ဆိုးပိုင်နှံနဲ့ဘိုတိုရဲ့ရင်ဘတ်ကိုအားရပါးရကိုင်းနေပြီးနာရာလိုမျိုးတစ်ခုခု မခံစားရဘူးလားလို့မေးလိုက်ပါတယ်။ဘူရိုတယောက်ဒေဂာနီအချင်းနေနဲ့တော်တော်လေးနှိစက်လိုက်ပေမဲ့ဆာရာတာမြင်တွေ့ရတဲ့အတိုင်းအဆင်ပြေနေပြီဖြစ်ကြောင်းပြန်ပြောလိုက်ပါရစေ။ ဘိုးတို့ကိုခောက်ကတက်သွားတယ်လို့ပဲဆာရာဒါနဲ့မီဇူကီကတည်ထားခဲ့တာပါတကယ်တော့ဘိုးတို့ကိုခါဝါကီကတက်တာဖြစ်ပြီးအဲ့ဒီအကြောင်းကိုဘယ်သူမှမပြောဘူးရှီကာမာရုကသတိပေးထားခဲ့တာပါဘိုးတို့ဟာဥဆူဆူကီစစ်စစ်တယောက်ဖြစ်သွားခဲ့တာကြောင့်ခောက်ကဘိုးတို့ကိုထပ်မံလာတိုက်ခိုက်မှာကိုဆာရာဒါကလည်းစိုးရိမ်နေပါတယ်အဲ့ဒီအချိန်မှာပဲဆက်စကေးကရောက်ရှိလာခဲ့ပြီးခုတ်ကသူ့ရဲ့ limiter တွေကိုဖြုတ်ပြီးအစွမ်းပြန်ရလာအောင်ဘာပဲလုပ်ရလုပ်ရဖြစ်အောင်လုပ်မဲ့ကောင်မို့လို့မထင်မထားတဲ့အချိန်နေရာတွေကနေရွာထဲပေါ်လာနိုင်တာကြောင့်ဘဲမှတယောက်တည်းမသွားဖို့ဆက်စကေးကသတိပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်းခါဝါဂီရဲ့ခါမာကိုခွန်နိုအားခွင့်ပြုချက်မရဘဲအာမာဒိုကသူ့သဘောနဲ့သူပြန်ထည့်လိုက်တာကြောင့်ရှီကာမာရုကလည်းဒေါက်ကန်နေပါတယ်အဲ့ဒါလို့ရှီကာမာရုနဲ့အာမာဒိုတို့ရင်ဖြစ်နေတဲ့အချိန်ရှီကာမာရုရဲ့လေပင်ပေါ်ကခလောမတ်ကနေတဆင့်ခုတ်ကရောက်ရှိလာခဲ့ပါတယ်။ခုတ်ကရုတ်တရက်ကြီးထွက်ပေါ်လာခဲ့တာကြောင့်အာမာဒိုရဲ့အသက်အန္တရာယ်ကလည်းစိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။ခုတ်ကရှီကာမာရုကိုတိုက်ခိုက်လိုက်တာကြောင့်ပဲရှီကာမာရုကလည်းအဝေးကိုလက်ထပ်သွားခဲ့ပါတယ်။ဒီလိုနဲ့ခုတ်ကအာမာဒိုကိုဖမ်းချုပ်လိုက်ပြီးအသက်မသေးခြင်းရှင်သူ့ရဲ့လီမီတာတွေကိုဖျက်သိမ်းပေးဖို့ပြောလိုက်ပါတယ်။ ခုတ်ရဲ့ limiter ကိုဖြတ်သိမ်းပေးဖို့ဆိုတာခက်ခဲတဲ့အရာမဟုတ်ပဲအမတို့အနေနဲ့ခုတ်ရဲ့မျက်လုံးကိုကြည့်ပြီးအမိတ်ဝေးစကားပြောလိုက်ရုံနဲ့ limiter ပြုတ်သွားမယ်ဆိုတာခုတ်ကသိနေခဲ့ရာကြောင့်အမတို့ကလည်းအောင်းနေခဲ့ပါတယ်တပတ်ကကွန်နွာရွာရဲ့အာယုံကစနစ်ကရှင်နိုဘီတွေကလည်းခုတ်တယောက်အမတို့ရဲ့တကွဲကန်းနဲ့ရောက်နေပြီဆိုတာတည်သွားခဲ့ရာကြောင့်အင်တို့ကလည်းစစ်ကူလွတ်လိုက်မယ်လို့ပြောနေပေမဲ့ရှီကာမာရုကစစ်ကူတွေမလွတ်ဖို့နဲ့နာရုံနဲ့တခြားလူတွေကိုပဲအသိပေးလိုက်ဖို့ပြောလိုက်ပါတယ် ခုတ်ကိုအရေးချုံအောင်ချင်းကြီးစုနဲ့ချုပ်လိုက်ပေမဲ့ခုတ်ကလည်းတောက်ဝမဟုတ်ပဲလက်ချောင်းတွေလှုပ်လို့ရသေးတာကြောင့်အမတိုရဲ့မေကျောကိုဖောက်ပြစ်ဖို့လိုတော့ကြောင်းရှီကာမာရုကိုတတိပေးလိုက်ပါတယ်။တကယ်တော့ရှီကာမာရုဟာသူ့ခုတ်ဘော်ကခုတ်ရဲ့ခလောအမတ်ကိုအစောကတည်းကတတိထားမိတာဖြစ်ပြီးရှီကာမာရုနဲ့အမတိုတို့နှစ်ယောက်ပေါင်းပြီးခုတ်ကိုထောင်ချောက်ဆင်ဖမ်းလိုက်တာပဲဖြစ်ပါတယ်။ကိုနိုဝါရွာရဲ့အိုင်ဂျူနီယာရှီကာမာရုကတော့တောက်ဝမဟုတ်ကြောင်းခုတ်ကိုဒုက္ခပြလိုက်ပါပြီ။ရှိကာမာရူရဲ့ထောင်ချောက်တဲကိုဝင်သားတဲ့ခုတ်ကတော့အခုချိန်မှာကြောင်မိတ်မိနေပြီဖြစ်ပြီးခုတ်ကိုတိုက်ခိုက်ဖို့ဒေတာကလည်းပါဝင်လာခဲ့ပါတယ်။ တကယ်တော့အမတော်က data ကိုပြန်လည်တီထွင်ထားတာဖြစ်ပြီးအဲ့ဒါလိုတီထွင်ထားရတာကလည်းကွန်နိုအာကိုကောက်ကွယ်ပေးဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ data ရဲ့တိုက်ခိုက်မှုကြောင့်ကုတ်ဟာလွင့်ထွက်သွားခဲ့ရပြီးထွက်ပြေးဖို့ကြိုးစားနေရလို့ထင်ရပေမဲ့သူ့ရဲ့ claw မှတ်ကနေတဆင့်တယောက်ယောက်ကိုခုတ်ကဆင့်ကော်လိုက်ပါတယ်။အဲ့ဒီကလောမတ်တွေကထွက်ရှိလာတဲ့လူကတော့အေရာဖြစ်ပြီးအေရာကိုမြင်တွေ့လိုက်ရတဲ့အာမာတိုကလည်းတော်တော်လေးထိတ်လန့်နေခဲ့ပါတယ်။အာမာတိုတယောက်အေရာကိုမြင်ပြီးတော်တော်လေးထိတ်လန့်နေတာကြောင့်အေရာဟာတမန်မဟုတ်တာကိုရှီကာမာတို့ကလည်းသတိထားမိသွားခဲ့ပါတယ်။ ်ဒေတာကအဲရာကိုတိုက်ခိုက်လိုက်ပေမဲ့အဲရာကအချစ်ကလေးလို့ခေါ်လိုက်တာကြောင့်ဒေတာကလည်းခဏတာစွန့်ဝသွားခဲ့ပါတယ်။မထင်မှတ်ထားတဲ့ရန်သူတွေကပါရောက်ရှိလာခဲ့တာကြောင့်အရေးပေါ်အခြေအနေဖြစ်နေပြီးစစ်ကူလိုအပ်ကြောင်းရှီကာမာရုကအင်နိုကိုသတင်းပို့လိုက်ပါတယ်။တဖက်မှာလဲဆတ်ကေးနဲ့ဘိုရိုတို့ဟာစကားပြောနေခဲ့ပြီးမိုမိုရှိကီတောင်းလန်းလာတဲ့အချိန်မှာသူရှိမနေခဲ့တဲ့အတွက်ကြောင့်ခွင့်လွှတ်ပေးဖို့ဆတ်ကေးကတောင်းပန်လိုက်ပါရယ် ကိုနိုအာရွာသားအများစုကလည်းခါဝါဂီတယောက်ကိုနိုအာရွာထဲမှာရှိနေတာကိုသိသဘောမကျပဲခါဝါဂီတာဟိုကာကဲရဲ့သားကိုတတ်လိုက်တယ်ဆိုတာသိသွားခဲ့ရင်တော်တော်လေးကောင်းကင်ကျမဲ့အနေထားမှာရှိတာမို့လို့ခါဝါဂီကဘူဒူကိုတတ်လိုက်တယ်ဆိုတဲ့အမှန်တရားကိုရှီကာမာရုကဘသူကမှမပြောဘဲလူအ ਨੇ စုကိုသာအတိပေးထားခဲ့တာပဲဖြစ်ပါတယ်ဘိုးရောခါဝါဂီပေါ်ညီကိုတယောက်လိုခင်မင်တာကြောင့်သူ့ရဲ့အကိုဖြစ်တဲ့ခါဝါဂီကိုတပ်ပေးဖို့တောင်းဆိုခဲ့ရပဲဖြစ်ပါတယ်။ အဲ့ဒီလိုဆုံးဖြတ်ချက်ခိုင်မာစေခဲ့တာကလည်း Sasuke ရဲ့ခေါင်းစည်းကြောင့်ဖြစ်ပြီး Boruto က Sasuke ကိုပြန်မေးမလို့လုပ်ပေမဲ့အဲ့ဒီခေါင်းစည်းဟာ Boruto အတွက်အတလောက်အကူအညီဖြစ်နေရင်လက်ဆောင်အနေနဲ့ယူထားလိုက်ဖို့ Sasuke ကပြောလိုက်ပါတယ်ဆတ်စကေးစီကလက်ဆောင်ရသွားတဲ့ဘိုတို့ကလည်းခေါင်းစည်းကိုတဘောအလုံးတံမိုးထားမှဖြစ်ကြောင်းပြောနေခဲ့ပြီးတွေ့ရှင်နေပါတယ်။ဆာရာဒါနဲ့မီဆူကီကလည်းဘိုတို့နဲ့ဆတ်စကေးတို့နဲ့ဘာရင်းများပြောနေမလဲဆိုတာသိချင်နေခဲ့တာပေါ့။တစ်ဖက်မှာလည်းသတိလစ်နေတဲ့ခါဝါကီကပြန်လည်သတိရလာခဲ့ပြီး ကျောင်းတော်အမတ်တရားတွေပြန်ပြောဖို့လာတာတော့မဟုတ်ဘူးလားလို့ခါဝါကီကပြောလိုက်ပါတယ်။ဒါတို့ကခါဝါကီနဲ့နှစ်ယောက်တည်းအေးသေးစကားပြောချင်တာကြောင့်ခဏလောက်ဖယ်ပေးဖို့ဆူမီရဲကိုတောင်းဆိုလိုက်ပါတယ်။ဘိုးတို့ကိုတတ်ခဲ့တဲ့အတွက်ကြောင့်ပြစ်ဒဏ်ချမှတ်တော့မှာလားလို့ခါဝါကီကမေးလိုက်ပေမဲ့ခမာရဲ့ဆိုအားကြောင့်ဘိုးတို့တယောက်အသက်ရှင်နေသေးကြောင်းဒါတို့ကပြန်ပြောလိုက်ပါတယ်။ဆူမီရဲကလည်းဘိုးတို့ကိုတတ်တာခါဝါကီဆိုလာတီးသွားခဲ့ပါပြီ။ခါဝါကီကအဲ့ဒီနေရာမှာရှိမနေရင်သူတို့အကုန်လုံးသိမှာမို့လို့ချီးစွတ်တင်ကြောင်းဒါတို့ကပြန်ပြောလိုက်ပါတယ်။ ခါဝကီရဲ့ကိုပိုင်နေရာကကွနဝရွာပဲမို့လို့ကွနဝရွာရဲကလူတိုင်းကလည်းသူ့ရဲ့မိသားစုဝင်တွေဖြစ်ကြောင်းနာရိုတယောက်ပြောနေတဲ့အချိန်မှာပဲအင်နိုကဆက်သွယ်လာခဲ့ပါတယ်။အမတိုရဲ့စမ်းသပ်ကံမှာကျူးကျော်သူတွေရှိလာတာကြောင့်ဘိုဒိုနဲ့ဆက်စကေးကလည်းတိုက်ပွဲနေရာကိုသွားဖို့ပြင်နေပါပြီ။နာရိုကရုတ်တရက်ကြီးထွက်ခွာသွားတာကြောင့်ပဲအချိန်လေးကိုနားလည်သဘောပေါက်တဲ့ခါဝကီကလည်းတခုခုကိုလုပ်ဖို့ကြံစည်နေပါပြီ။ တပတ်ကရှီကာမာရုကလည်းလူသားဆယုံမှလည်းအေရာနဲ့ရင်ဆိုင်နေရပြီးရှီကာမာရုကရုတ်တရက်ကြီးအင်အားရော့ကျလာတာကြောင့်တခုခုမူမမှန်ဖြစ်နေပြီဆိုတာကိုသိသွားခဲ့ပြီးအေရာရဲ့ဆွမ်းအားကိုသိရဖို့အတွက်အာမာဒိုနဲ့စိတ်ချင်းဆက်သွယ်ပေးဖို့အင်နိုကိုတောင်းဆိုလိုက်ပါတယ်။ခလန်လက်စတိုင်နဲ့ဆယုံမှလည်းရဲ့နာမည်ကအေရာဖြစ်ပြီးသူမရဲ့ဆွမ်းအားကတော့လူသားအလုံးရဲ့နှလုံးသားကိုညွှတ်ယူတာပဲဖြစ်ပါတယ်။အဲရာညိုတဲ့ဆွမ်းအားကိုမိသွားတဲ့လူတွေဟာသူမအပေါ်ချစ်ချမ်းဝင်လာမှဖြစ်ပြီးအလိုအလျောက်သူမရဲ့ဆွမ်းအားအောက်ကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ ယောက်ျားမိန်းမမတွေ့အဲရာညှို့တဲ့ဆောင်းအားကနဲ့မလွတ်မြောက်နိုင်ဘူးလို့အာမတူကဆိုပါတယ်။ဒေတာလိုစိတ်ယုံမလေးကတော့အဲရာပေါ်ချစ်ချမ်းဝင်နေခဲ့ပါပြီ။အဲရာဟာသူမရဲ့ဆောင်းအားကိုသူမကိုယ်တိုင်တော့မထိယုံနိုင်ကြောင်းအာမတူကပြောနေပေမဲ့ရှီကာမာရုကတော့လက်မလျှော့ပဲတိုက်ခိုက်ဖို့ကိုသာဆက်ရထက်တန်နေခဲ့ပါတယ်။ရှီကာမာရုကတိုက်ခိုက်ဖို့ကိုသာတော်တော်လေးဆက်ရထက်တန်နေခဲ့တာကြောင့်အရန်ကြီးကိုကိုကိုတွန်းအားပေးမနေပါနဲ့ရှီကာလေးလို့အဲရာကပြောလိုက်တာကြောင့်ရှီကာမာရုကလည်းခဏတာတွန်းဆုံသွားခဲ့ပြီးရှီကာမာရုရဲ့တန်မာတဲ့စိတ်ဓာတ်ကိုအဲရာကချစ်ချွတ်လိုက်ပါတယ်။ ။ဒိုင်ယန်ရနေတဲ့ခုတ်ကလည်းပြန်လည်ကောင်းမွန်လာခဲ့ပြီးအမန်တိုကိုဖမ်းချုပ်လိုက်ကသူ့ရဲ့အမိတ်ကိုနာခံမှုတတိပေးလိုက်ပြီးအမန်တိုရဲ့ရင်ဘတ်ကိုသူ့ရဲ့လက်ထဲနဲ့ထိုးပေါက်လိုက်ပါတယ်။ရှီယမာရုကလည်းမတက်တာတဲ့အဆုံးအဲရာအနေနဲ့ကိုနွားရွာပေါ်ရန်ညှိုးရှိလာလို့မေးလိုက်ပြီးဘာကြောင့်ခုတ်ကိုကူညီနေရတာလဲလို့မေးလိုက်ပါတယ်ခုတ်ရဲ့ရွေချက်ကတက်တက်ဖြစ်ပြီးအဲရာအနေနဲ့ခုတ်ရဲ့ရွေချက်ကိုစိတ်မဝင်စားပေမဲ့သူစိတ်ဝင်စားတဲ့တခုတည်းသောအရာဟာခဝါကီဖြစ်ပြီးခဝါကီကိုချစ်ကြောင်အဲရာကဝန်ခံလိုက်ပါတယ် ခါဝါကီနဲ့နှိစက်ဖို့အတွက်ကြောင့်ပဲခုတ်စီကအကူအညီယူတာဖြစ်ပြီးအပြန်လန်အနေနဲ့ကတော့ခုတ်ရဲ့ဆွမ်းအားတွေကိုပြန်လည်ရရှိလာအောင်အဲဒါကခုတ်ကိုကူညီပေးနေရပဲဖြစ်ပါတယ်အဲရိုက်ပြောစကားကြောင့်ရှီကာမာရုကလည်းကွန်နွာရွာရဲ့အန်ဂျူနီယာညံကြီးချင်းဆိုတဲ့အတိုင်းအဲဒါကိုကွန်နွာရွာဘက်ပါလာအောင်စီယုံဖို့အကြံရရှိသွားပြီဖြစ်တာကြောင့်တကွဲကန်ရဲ့နှုတ်ဝက်နံပါတ်ကိုပြောင်းလဲဖို့အင်ဒိုကိုပြောလိုက်ပါတယ်။နောက်ပြီးအဲဒါကိုကွန်နွာရွာဘက်ကိုလာမလားလို့မေးလိုက်ကအဲဒါအနေနဲ့ကွန်နွာရွာဘက်ကိုသာကူးပြောင်းလာမယ်ဆိုရင်ခဝါဂီကိုကြိုက်တာလုပ်လို့ရကြောင်းရှီကာမာရုကကန့်လန့်လိုက်ပါတယ်။ ရှီကာမာရိုးရဲ့ကမ်းလှမ်းချက်ကြောင့်အဲဒါကလည်းခဏတာတဝေသွားခဲ့ပြီးသူမရဲ့မျက်စိတစ်ဖက်ကလည်းဆာရင်ကန်အသွင်ပြောင်းလဲသွားခဲ့ပါတယ်။ခုတ်ကတော့အဲဒါကိုကိုနိုရွာနဲ့မဘူးပေါင်းမှုပြောနေတဲ့အချိန်မှာပဲနာရိုးကလည်းတိုက်ပွဲဖြစ်ရာကိုရောက်ရှိလို့လာခဲ့ပါပြီ။နာရိုးကတကွဲကန်ရဲ့ပတ်စော့ကိုဖြေးလိုက်ပေမဲ့တကားကပွဲမလာတာကြောင့်ရှီကာမာရုကိုစိုးရိမ်နေပြီးအဲဒါရဲ့အစွမ်းအောက်ကိုမရောက်ရှိစေချင်လို့ရှီကာမာရုကနာရိုးကိုအခန်းထဲဝင်မလာဖို့ပြောလိုက်ပါတယ်။နာရိုးအပြင်ဘိုရိုနဲ့ဆက်စကီရိုးကပါရောက်ရှိလာခဲ့ပါပြီ။ အဲရာဟာတကားအပြင်ဘက်မှာစစ်ကူတွေရောက်ရှိနေတာကိုသိနေခဲ့တဲ့အတွက်ကြောင့်ရှီကာမာရုကလည်းအဲရာရဲ့မျက်လုံးအဆွမ်းကိုနားလည်စာပြုလာပါပြီ။အဲရာပါဆိုင်ထားတဲ့ဒိုဂျီစုအိုင်းဟာဆာရင်ကန်လို့ခေါ်ပြီးကဘာကြီးထဲမှာဖြစ်ပျက်နေသမျှအရာအလုံးကိုမြင်နိုင်ပါတယ်။အဲ့ဒီမျက်လုံးကပြစ်ဆုံးမှန်ကိုသာမကအတိတ်ကဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုလည်းမြင်ရတာဖြစ်ပြီးလူတွေရဲ့စိတ်ထဲကိုတော့ဝန်မကြည့်နိုင်တာကြောင့်အင်နိုရဲ့ဆက်သွယ်ရေးဂျီစုသာမရှိရင်ရှီကာမာရုတို့ဟာခွေးလုံးလုံးဖြစ်တော့မယ့်အနေအထားမှာရှိနေပါတယ်။ ။ရှီကမာရုကလည်းအဲရာကိုတေချာစဉ်းစားဆုံးဖြတ်ဖို့ပြောလိုက်ပြီးကုနဝါရွာကိုရွေးမလားခုတ်ကိုရွေးမလားလို့မေးလိုက်ပါရယ်။အဲရာအနေနဲ့ခုတ်ကိုသာရွေးချယ်လိုက်မယ်ဆိုရင်တော့ကုနဝါရွာရဲ့ရန်သူအဖြစ်သတ်မှတ်ခံရမှာဖြစ်ကြောင်းရှီကမာရုကသတိပေးလိုက်ပါရယ်။အမတို့တရားဝစ်လက်ကြောင်ပဲလုံးနေလို့အချင်းအနေတွေကပုံမရှုပ်သေးလာကုန်ပြီးခုတ်ကလည်းသူ့ရဲ့ဆွမ်းအားတွေပြန်ရလာမဲ့နှုတ်ဝက်ကုတ်ကိုအသေးစံလိုချင်နေပါရဲ့ ခုတ်ကအာမာဒိုကိုတော်တော်လေးနှိမ့်ဆက်နေတာကြောင့်အာမာဒိုကလည်းဆက်လက်ပြီးမတောက်ခံနိုင်တော့ကြောင်းရှီကာမာရုကိုပြောလိုက်ပါတယ်ခုတ်ကအာမာဒိုကိုနှိမ့်ဆက်ယုံပဲဖြစ်ပြီးတတ်မှာတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့အာမာဒိုသာတည်သွားရင်ခုတ်ကလည်းသူ့ရဲ့လီမီတာကိုဖြတ်နိုင်တော့မှာမဟုတ်ပါဘူးအမာဒိုအနေနဲ့ခုတ်ရဲ့လီမီတာတွေကိုဖြတ်ပွေးလိုက်မယ်ဆိုရင်တော့အမာဒိုဟာခုတ်အတွက်အသုံးမဝင်တော့တာကြောင့်ခုတ်အနေနဲ့အမာဒိုကိုကြိတ်တိပေါက်တတ်မှာမို့လို့ရှီကာမာရုကဆက်လက်တောင်းခံတာကိုပြောလိုက်ပါရယ် ါပေမဲ့ရုတ်တရက်ကြီးအဲဒါကပြန်ဆုပ်ဖို့ပြောလိုက်တာကြောင့်ခုတ်ကတော့နားမလည်နိုင်ဖြစ်နေခဲ့ပြီးခါဝါကီယာသူ့ရဲ့အစွမ်းဖြစ်တဲ့ဆုကွန်နာဟီကွန်နာနဲ့ခန္ဓာကိုယ်ကိုချုပ်ပြီးလာနေတာကိုအဲဒါကတီးသွားခဲ့တာပါခါဝါကီနဲ့ထိတဲ့ရင်ဆိုင်ခြင်းနဲ့အဲဒါကလည်းခုတ်ကိုပြန်ဆုပ်ကြဖို့ပြောလိုက်ပါတယ်အဲ့ဒါရညှို့တဲ့ဆောင်းကားနဲ့လွံ့မြောက်နိုင်တဲ့လူတွေလည်းရှိပါတယ်။အဲ့ဒီလူတွေကတော့ Usuzuki တွေပဲဖြစ်တာကြောင့်အဲ့ဒါရညှို့တဲ့ဆောင်းကားဘိုဒိုနဲ့ Kawaki ပေါ်မတက်ရောက်ဘူးဆိုတာ Shikamaru ကလည်းတီးသွားခဲ့ပါတယ်။ အဲ့ဒါလို့အရေးကြီးတဲ့တင်းကိုအာမာဒိုကစောစောစီးစီးမပြောပြခဲ့တာကြောင့်ရှီကာမာရုကလည်းဒေါသထွက်နေခဲ့ပြီးအာမာဒိုအနေနဲ့အဲ့ဒီတဲ့တင်းကိုစောစောစီးစီးမပြောပြခဲ့ရတာကလည်းခါဝါကီယာအာမာဒိုရဲ့သမီးပြန်လည်ရှင်သန်လာဖို့အတွက်အရေးပါတဲ့ကိုတဲကုံဖြစ်တာကြောင့်အာမာဒိုသာအဲ့ဒီတဲ့တင်းကိုစောစောစီးစီးပြောပြမိလိုက်ရင်ခုတ်ကိုတိုက်ခိုက်ဖို့အတွက်ခါဝါကီကိုရှီကာမာရုကညွှန်ကြားမှာပဲဖြစ်ပါတယ်။ ်ခုံတဲ့ခါဝါဂီတာတိုက်ခိုက်ကြရင်ခါဝါဂီယာသိနိုင်ရင်ရှိတာကြောင့်အမတို့ကလည်းသူ့အတွက်အရေးပါတဲ့ခါဝါဂီကိုမသိစေချင်လို့အေဒိုင်းညွတ်တဲ့ဆွမ်းအားကဥဆူစကီရဲ့အပေါ်မတက်ရောက်ဘူးဆိုတာကိုစောစောစီစီမပြောပြခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့အမတို့နဲ့ရှီကာမာတို့တို့ဟာအချင်းချင်းငင်းခုန်နေကြပြီးခုတ်ကိုအနိုင်ယူနိုင်ဖို့အတွက်အခွင့်အရေးရှိတာကြောင့်ဘိုတို့နဲ့ခါဝါဂီတို့ပုံမတန်မာလာတဲ့အထိအချိန်ပေးဖို့လိုအပ်ကြောင်းအမတို့ကပြောလိုက်ပါတယ်။ချက်ချင်းဆိုလို့ခုတ်ဟာသူ့ရဲ့ခလုံးအမှတ်တဲ့အာမာဒိုကိုဆက်သွင်းလိုက်ပြီးသူ့ရဲ့စကန်းကိုခေါ်သွားလိုက်ပါတယ် အဲ့ဒါဟာရှီကာမာရိုရဲ့အရေးကြီးဆုံးနဲ့ချုံနောင်ခံတာရတာကြောင့်ငါ့ကိုကူညီပေးနိုင်မလားအချစ်ကလေးဒေတာလို့အဲ့ဒါကပြောလိုက်တာကြောင့်ပဲရုတ်ရက်ကြီးဆိုသူတို့ဒေတာကရှီကာမာရိုကိုတိုက်ခိုက်လိုက်ပါတယ်ဒီလိုနဲ့အဲ့ဒါကရှီကာမာရိုရဲ့အရေးကြီးဆုံးကနေလွတ်မြောက်သွားခဲ့ပြီးအဲ့ဒါဟာသူမကိုကူညီပေးခဲ့တဲ့ဒေတာကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးဒေတာကလည်းကွန်နော်ရွာကိုနောက်ထပ်တစ်ခါလာလဲဖို့ပြောလိုက်ပြီးအဲ့ဒါကိုချစ်တယ်လို့ပြောလိုက်ပါတယ် ခုတ်ကထွက်ပြေးစရာရှိမပြေးပဲရှီခမာရုကိုလည်းလက်စားချိန်ပဲစီရင်နဲ့သွေးလိုက်ပြီးဖြစ်တာကြောင့်ချုပ်တင်ပြင်ဆင်ထားဖို့ကုတ်ကတတိပေးလိုက်ပင်မဲ့ရှီခမာရုကတော့သွားစရာရှိတာသွားတော့လို့ပြောကမင်းတောက်ခွက်ကိုနောက်ထပ်ထက်လာမပြစမ်းနဲ့လို့ခုတ်ကိုပြောလိုက်ပါတယ်။ခါဝါဂီကလည်းအလာကောင်းဝင်မဲ့အခါနောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။အခန်းထဲမှာခုတ်ရဲ့ခလောမတ်တွေကိုသာတွေ့နေတာကြောင့်ခုတ်တယောက်ကွန်နွာရွာကိုလာခဲ့တယ်ဆိုတာကိုလည်းခါဝါဂီကသိသွားခဲ့ပါတယ်။ခုတ်တယောက်ကွန်နွာရွာကိုပြန်လာလို့မရအောင်ခလောမတ်တွေကိုချုပ်ပေးဖို့ရှီကာမာရုကခါဝါဂီကိုတောင်းဆိုလိုက်ပါတယ်။ တစ်ဖက်မှာလည်းအာမာတိုတယောက်ခုတ်ရဲစကန်ကိုရောက်ရှိလာခဲ့ပါပြီဒဲမွန်ကိုပါမြင်တွေ့လိုက်ရတာကြောင့်အာမာတိုကလည်းတော်တော်လေးထိတ်လန့်နေခဲ့ပြီးအခုချိန်မှာတော့အာမာတိုဟာခုတ်ရဲလက်ခုပ်တွေကရည်ဖြစ်နေပါပြီဒီလိုနဲ့အာမာတိုတယောက်မတက်စားတဲ့အဆုံးမှာတော့ခုတ်ကိုကန်လန့်ချက်တစ်ခုပြုတ်လုလိုက်ပါတယ်အမတော်အနေနဲ့ခုတ်ရဲ့လင်မီတာကိုဖြတ်ဝေးမှဖြစ်ပြီးအပြန်အလှန်အနေနဲ့ကတော့အသက်ကိုချမ်းသာပေးဖို့တောင်းဆိုလိုက်ပါရယ်အမတော်ဟာညာနီညာနဲ့များတဲ့လူဆိုတာခုတ်ကတိနေတာကြောင့်တောက်ရင်းမပါတဲ့စကားတွေပြောနေမယ်အစားလှုပ်ရှားရှိတာမင်းမြန်လှုပ်ဖို့ပြောလိုက်ပါရယ် ဒီလိုနဲ့အာမတိုဟာကိုယ့်ရဲ့မျက်လုံးကိုကြည့်ပြီးနှုတ်ဝက်ကိုကိုပြောလိုက်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာပြောင်းလဲသွားခဲ့ပြီးအဖြူရောင်ခမအသက်နဲ့တူထွက်ပေါ်လာခဲ့ပါတယ်လင်မီတာဖြုတ်ပြီးသွားတဲ့ခုတ်ကလည်းသူ့ကိုယ်သူစိတ်ကြီးဝင်သားခဲ့ပြီးဘသူ့ကိုယ်မှမရှုံးနိုင်နိုင်တော့ဘူးဆိုတဲ့စိတ်ခံစားချက်ကတော်တော်လေးကောင်းကောင်းပြောပါရဲ့ခုတ်ကသူ့ရဲ့လင်မီတာတွေကိုဖြုတ်ပြီးသွားပြီမို့လို့အမတ်တို့ကခုတ်တွေအသုံးမဝင်တာကြောင့်တက်ပြတော့မဲ့အချိန်အဲရာဝူခါဝါကီနဲ့ပတ်သက်ပြီးပြောစရာရှိကြောင်းအမတ်တို့ကပြောလိုက်ပါရဲ့ အခုလိုအခြေအနေမျိုးဖြစ်လာမှာကိုအာမာဒိုကကြိုသိထားတာကြောင့်ခါဝါကီယာအာမာဒိုရဲ့ဝက်ဘဲတစ်ခုဖြစ်နေပါတယ်ခုတ်တတ်မဲ့လူစင်းထဲမှာအာမာဒိုကပါဝင်တာကြောင့်အာမာဒိုပြောသမျှကိုမယုံဘူးခုတ်ကပြောနေပေမဲ့သူမနဲ့အာမာဒိုရဲ့ဂျားကကိစ္စဖြစ်တာကြောင့်ဝင်မလျှောက်ဖို့အဲရာကခုတ်ကိုတတိပေးလိုက်ပါတယ်ခုတ်ဟာအဲရာရဲ့စကားကိုနားမထောင်ဘဲအာမာဒိုကိုတတ်တော့မဲ့အချိန်ဒဲမွန်ကဝင်တားလိုက်ပါတယ်ဒါပေမဲ့ခုတ်ရဲ့တက်ပြက်ကျင်စိတ်ကထိမ့်မြဖြစ်နေပြီး သူ့ကိုချုပ်ထားတဲ့ဒဲမွန်ကိုပါတိုက်ခိုက်မိလိုက်ပါတယ်။ဒဲမွန်ရဲ့စွမ်းအားကတိုင်မြန်ချင်းစွမ်းအားဖြစ်တာကြောင့်ခုတ်ကသာဒဏ်ရာရရှိသွားခဲ့ပါတယ်။အဲဒါတားနေကြတဲ့ကခုတ်ကအာမာဒိုကိုဆက်လက်တိုက်ခိုက်နေတာကြောင့်ပဲဒဲမွန်ကလည်းသူ့မစကားကိုနားမထောင်နဲ့ခုတ်ကိုဝန်ဆောင်မှပေးလိုက်ပါတယ်။ဒဲမွန်ရဲ့တိုက်ခိုက်မှုကြောင့်ခုတ်ကလင်းထွက်သွားခဲ့ရပြီးသူ့အမကမလုံနဲ့လို့ပြောရင်မလုံမင်းဖို့တတိပေးလိုက်ကအဲ့တလောက်ရိုးရှင်းတဲ့အရာလေးကိုတော့နားမလည်ရင်ပြောက်ွက်သွားအောင်လုပ်ဝိမဲ့ဖြစ်ချောင်းခုတ်ကိုပြောလိုက်ပါတယ်။ဒဲမွန်ကိုမရှင်းနိုင်မှန်းသိတဲ့ခုတ်ကလည်းအဲ့ဒါကိုအချိုတက်နေပါပြီ။ အဲရာတို့မောင်နှမနှစ်ယောက်ကိုလွတ်ပေးခဲ့တဲ့အတွက်ကြောင့်အဲရာအနေနဲ့ခုတ်ပေါ်ကျေးဇူးရှိနေပြီးအဲ့ဒီကျေးဇူးကိုပြန်ဆက်ဖို့အတွက်ခုတ်ရဲ့အစွမ်းတွေပြန်ရလာအောင်အဲရာကလည်းကူညီပေးခဲ့ပါတယ်။ခုတ်ရဲ့ကိုလှုပ်ချင်တာကိုဒဇတို့တစ်ဆောက်ခံလုပ်တတ်တဲ့ဇေယိုက်ကိုအဲရာကမကြိုက်တာကြောင့်ခုတ်နဲ့အဲရာတို့ရဲ့ဆက်ဆံရေးကဒီနေရာမှာပဲအဆုံးသတ်တော့မှာပဲဖြစ်ပါတယ်။အဲရာရဲ့စကားကြောင့်အသက်ပေးကနေလွတ်မြောက်တော့မဲ့အာမာတို့ကလည်းကျဉ်တ်နေကြတာပေါ့။ဒီလိုနဲ့ခုတ်ကသူ့ရဲ့နှလုံးသားအနှံဆိုင်ဆုံးနေရာကနေအဲရာကိုချစ်မိနေကြောင်းဝန်ခံလိုက်ပြီးသူ့ရဲ့အစွမ်းတွေမလိုအပ်တော့ဘူးလားလို့မေးလိုက်ပါရတယ်။ ဒဲမွန်ကလည်းသူ့အမကိုသူကဝယ်ပေးမှာမို့လို့ဘာမှစိတ်မပူဘဲခုတ်ကိုပြောလိုက်ပါရဲ့အဲ့ဒါကတတော်ဆောင်နှစ်ယောက်မလုပ်ဘူးဆိုတာကိုခုတ်ကလည်းနားလည်သွားခဲ့ပြီးတခါလေရှင်းသောအောင်လှုပ်လိုက်ကြသူဆိုပြီးဒဲမွန်ကိုတိုက်ခိုက်ဖို့စင်ကော်လိုက်ပါရဲ့ဒဲမွန်ကလည်းစိတ်ဝင်စားစရာကောင်းမဲ့ပုံပဲလို့ပြောကာခုတ်ရဲ့စေကုန်မှုကိုလက်ခံလိုက်ပါရဲ့တကယ်တော့ဒဲမွန်ရဲ့တိုင်ပြန်ခြင်းစွမ်းအားဟာတခြားသူတွေကိုသူ့ရဲ့လက်နဲ့ထိထားတဲ့အချိန်တွေမှသာတိုင်ပြန်နိုင်တာဖြစ်ကြောင်းဖက်ကခုတ်ကိုတတိပေးလိုက်ပါရဲ့ဒီလိုနဲ့ဒဲမွန်ရဲ့တိုင်ပြန်ခြင်းစွမ်းအားကိုနားလည်သွားတဲ့ခုတ်ကလည်းဒဲမွန်ကိုစတင်တိုက်ခိုက်ပါတော့တယ် ဒါပေမဲ့ဒဲမွန်ကလည်းတောက်ပေါ်မဟုတ်တာကြောင့်လီမီတာဖြိုထားတဲ့ကုတ်ထက်တောင်လှည့်မြန်နေပြီးချက်ချင်းဆိုသလိုခုတ်ရဲ့အပေါ်ကိုရောက်ရှိသွားခဲ့ပြီးဒဲမွန်ရဲ့လက်သီးတစ်ချက်ကြောင့်ဇောင်းကျွားနေတဲ့ခုတ်ကလည်းမြေကြီးထဲကျုံဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ခုတ်ကလည်းလွလွနဲ့အရှုံးပေးတတ်တဲ့ကောင်မဟုတ်တာကြောင့်ဒဲမွန်ရဲ့မျက်ွယ်ကလောမတ်ကနေတဆင့်ထပ်မံတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဒဲမွန်ရဲ့နောက်ပြန်ကန်ကျန်းနေတာကျဉ်းနှက်လိုက်ရပြီးခုနကဆင်ဖမ်းမယ်ကြားဖမ်းမယ်ဆိုတဲ့ခုတ်တစ်ယောက်ကတော့အခုတော့အလူးလဲကိုတိုက်ခိုက်ခံနေရပြီပဲဖြစ်ပါတယ်။ လီမီတာဖြုတ်ထားတဲ့ခုတ်တောင်စက္ကန့်ပိုင်းအတွင်းဒဲမွန်စီမှာရှုံးနေခဲ့တာကြောင့်ဘက်ကလည်းအံ့ဩနေပါတယ်။မင်းကြီးရတာကြီးကန်ထက်တော့ပူတံမာပဲပုံမဲလို့ဆိုကဒီလောက်ဆိုပြောပြီလားလို့ဒဲမွန်ကမေးလိုက်ပါတယ်။ခုတ်ဘက်ကနေပြီးအဲရာကိုအချောင်ထားတဲ့ဘက်ကလည်းခုတ်ကဟောင်မဲဟောင်တက်ပြီးကြိုက်လည်းမကြိုက်နိုင်ဘူးဆိုတာကိုတီးသွားခဲ့ပါတယ်။ဒဲမွန်ရဲ့လက်သီးချက်တွေကိုခံလိုက်ရတဲ့ခုတ်ကတော့အခုချိန်မှာတော့ထွက်ပြေးဖို့ကတက်နိုင်ပါတော့တယ်။ခုတ်အနေနဲ့ထွက်ပြေးခြင်းရင်ထွက်ပြေးလို့ရပြီးသူမရဲ့လမ်းကိုတော့ဝင်မလျှောက်ဘူးအဲရာကတတိပေးလိုက်ပါတယ်။ အဲ့ဒါကအရာအလုံးကိုမြင်နိုင်တဲ့အတွက်ကြောင့်ခုတ်နေတဲ့မူမမန္တာတစ်ခုခုလုံးမယ်ဆိုရင်တော့တက်ပြစ်မှာဖြစ်ကြောင်းအဲ့ဒါကပြောလိုက်ပါရယ်ခုတ်ကလည်းဥဆူဆူကီအီရှိကီရဲ့ဆန္ဒဖြစ်တဲ့နဖျားတပ်ပင်ကိုစိုက်ပျိုးပြီးချက်ကရာတတိကိုရယူကာဥဆူဆူကီတယောက်ဖြစ်လာဖို့ကိုပဲအာရုံစိုက်တော့မှာပဲဖြစ်ပါရယ် အဲရိုင်းညိုတဲ့ဆွမ်းအားကအူဆူဆူကီရေအပေါ်မတက်ရောက်တာကြောင့်ခုတ်တာအူဆူဆူကီတယောက်ဖြစ်သွားခြင်းရင်အဲရိုင်းဆွမ်းအားဟာခုတ်ပေါ်အသုံးဝင်မှာမဟုတ်တော့ပါဘူးအဲဒါကြောင့်ခုတ်တာအူဆူဆူကီတယောက်ဖြစ်သွားခြင်းရင်အဲရာပေါ်တကယ်ချစ်တာလားဒါမှမဟုတ်တက်ချင်တာလားဆိုတာကိုကိုယ်ကိုယ်ပြပြသိရတော့မှာပဲဖြစ်ပါတယ်အဲဒါကြောင့်ခုတ်ဟာအူဆူဆူကီတယောက်ဖြစ်လာဖို့ကိုပဲအာရုံစိုက်တော့မှာပဲဖြစ်ပါတယ်ခုတ်ရဲ့ဒရမာတွေကိုနားပထောင်ချင်တော့တဲ့ဒဲမွန်ကလည်းတိုက်ခိုက်လိုက်ပေမဲ့ခုတ်ကတော့ဘတ်နဲ့အတူခလောက်မတ်ကနေထွက်ပြေးသွားခဲ့ပါတယ် အမတော်ဟာတည်ရှိရင်အချိန်တွေကနေတော့ရုတ်ထွက်နိုင်အောင်နေမကပဲအဲ့ဒါနဲ့ခုတ်ကိုပါသွေးခွဲပြသွားတာကြောင့်တော်တော်လေးကောက်ချစ်တဲ့လူဖြစ်ကြောင်းအမတော်ကိုအဲ့ဒါကပြောလိုက်ပါတယ်ဒဲမွန်ကလည်းအမတော်ကိုတက်ချင်နေတာမို့လို့ခါဝါကီကဘာကြောင့်ဟောပဲဖြစ်နေရတာလဲဆိုတာတီချာရှင်းမပြရင်တော့အဲ့ဒါအနေနဲ့အမတော်ကိုတက်ဖို့ဝင်လင်းနေမှာမဟုတ်ပါဘူးခါဝါကီတယောက်ခါမှပြန်ရထားတာကြောင့်အီရှိကီရဲ့အစွားအလုံးကိုအသုံးပြုနိုင်နေပြီဖြစ်ပြီးကွန်နော်ရွာမှာနာရိုအပါဝင်ခါဝါကီကိုရှင်နိုင်တဲ့လူတယောက်မှမရှိပါဘူး ဒါပေမဲ့ခါဝါဂီရဲ့ခန္ဓာကိုယ်ထဲမှာအရေးပေါ်တာမြင်ပိတ်ပင်နဲ့အမိတ်စကားကုတ်ကိုအာမာဒူကထယ်ထားခဲ့ပါတယ်။ဟိုးအဆကလေးကဘာလို့မထည့်ထားပဲအခုမှထည့်ထားရတာလဲလို့အဲ့ဒါကမေးလိုက်ပါတယ်။ ီကန်ကသူ့ရဲ့တန်ဖိုးရှိတဲ့ဗဇက်တဲ့အဲ့ဒါလိုအရေးပေါ်ကုတ်ကိုထဲ့တာတားမြစ်ခဲ့ပြီးအမာတိုအနေနဲ့အရေးပေါ်ကုတ်ကိုအခုမှထည့်ရတာကလည်းကွနွာရွာမှာနေဖို့အသက်အမကန်တစ်ခုအနေနဲ့ခါဝါကီရဲ့ခန္ဓာကိုယ်ထဲမှာအရေးပေါ်တားမြစ်ပိတ်ပင်ခြင်းအမိတ်စကားကုတ်ကိုထည့်ထားခဲ့ရပဲဖြစ်ပါတယ်။ခါဝါကီကဘာကြောင့်ဝက်ဖဲဖြစ်ရတာလဲဆိုတာအမာတိုကလည်းမပြောပြသေးတာကြောင့်ဝိလေချောင်ဘက်လုံးမနေပဲပြောစရာရှိတာကိုပြောဖို့အဲရာကသတိပေးလိုက်ပါတယ်။ အဲ့ဒီကိစ္စကကိုနွာရွာကိုလည်းပြောပြရမယ့်ကိစ္စမို့လို့ကိုနွာကိုပြန်ရောက်တဲ့အထိဆောင်ပေးလို့ရမလားလို့တောင်းဆိုလိုက်ပြီးအဲ့ဒါအနေနဲ့ခါဝါကီနဲ့ဆက်ဆံရေးတခုတည်ဆောက်ကျင်နေဆိုရင်တော့ရှီကာမာရုရဲ့ကမ်းလမ်းချက်ကိုလက်ခံသင့်ပြီးကိုနွာရွာကိုပြောင်းလာတဲ့ကြောင်းအာမန်ဒိုကပြောလိုက်ပါတယ်ဒဲမွန်ကိုအနိုင်မြူနိုင်ခဲ့တဲ့ခုတ်ကလည်းခါဝါဂီကိုအပြစ်တင်နေခဲ့ပြီးသူစီကနေအချိန်တိုင်းအချိန်တိုင်းအရေးပါတဲ့အရာရာတိုင်းကိုလွတ်လွတ်သွားတဲ့ခါဝါဂီကိုတပ်ပြစ်မှဖြစ်ကြောင်းအချစ်ချိုးသမားလေးခုတ်ကဒေါသထွက်နေပါဗျာ။ အဲ့ဒါကြောင့်ကာဝါဂီတံမိုးထားတဲ့အရာအလုံးကိုခုတ်ကဖျက်ဆီးတော့မှဖြစ်ကြောင်းဆုံးဖြတ်ချက်ချလိုက်ပါရယ်အမရိုတယောက်ကာဝါဂီကိုခါမပြတ်နေပေးလိုက်ရတာကတခြားရွေချယ်တစ်ခုခုရှိလောက်ကြောင်းနာရိုအပါဝင်ရှီကာမာရုနဲ့ကာဝါဂီတို့ဆွေးနွေးနေကြပါရယ်အမတိုဟာကာယကံရှင်ဖြစ်တဲ့ခါဝါဂီရဲ့ခွင့်ပြုချက်ကိုတော့မယူဘဲခါမာကိုပြတ်ထည့်ပေးလိုက်တာကြောင့်ခါဝါဂီကလည်းအမတိုရဲ့ယူရချက်ကိုသိကျင်နေပါဗျ။ အမတ်တို့ကိုခုတ်ကဖမ်းသွားတာကြောင့်အခုချိန်မှာတေလူတော်ဖြစ်နေလောက်ပြီမို့လို့အမတ်တို့ရဲ့ယူရချက်ကအရေးပါသေးလို့လားလို့ခါဝါကီကမေးလိုက်ပြီးရှီကာမာရုကိုလည်းအမတ်တို့နဲ့မပတ်သက်ရတော့တာကြောင့်ချိတ်ပြုံနေရမလားလို့ခါဝါကီကခနဲ့လိုက်ပါတယ်ခါဝါကီရဲ့စကားကြောင့်ရှီကာမာရုကလည်းဒေါသထွက်သွားခဲ့ပြီးထုံးမဲ့ချိတ်မဲ့လုံနေတဲ့အချိန်အမတ်တို့စီကဖုံးဝင်လာကြောင်းရှီနိုဘီတယောက်ကသတင်းပေးလာပါတယ်ရှီကာမာရုရဲ့အတန်လေးကိုကြားလိုက်ရတာဟာနဝင်ချိုချောင်းအမာတိုကပြောလိုက်ပြီးတော်တော်လေးအခြေအနေဆိုးခဲ့ပေမဲ့ကံကောင်းစွာနဲ့အသက်ရှိနေသေးကြောင်းပြောလိုက်ပါရယ် အာမာဒိုတို့ဟာနေ့တိုင်းမီကယထာဘူရာယုံမှာရောက်ရှိနေခဲ့ပြီးကွန်ဝါယာကိုပြန်ရောက်ဖို့ဆိုရင်၃လရက်တော့ကြာမှာပဲဖြစ်ပါတယ်။နောက်ပြီးအဲရာကခုတ်ကိုအဆက်အသွယ်ဖျက်လိုက်ကရှီကာမာရုရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ဆိုတဲ့သတင်းကောင်းကိုအာမာဒိုကရှီကာမာရုကိုပြပြလိုက်ပါတယ်။အဲရာရဲ့မောင်လေးဖြစ်တဲ့ဒဲမွန်လည်းပါဝင်လာတာကြောင့်သူမတို့မောင်နှမနေရာအတွက်အခန်းကောင်းကောင်းလေးပြင်ဆင်ပေးထားဖို့အာမဒူကပြောလိုက်ပါရယ်။အဲရာရဲ့ဆွမ်းအကိုဖြစ်ရှင်းဖို့အခုချိန်ထိအဖြစ်ရှာမတွေ့သေးတဲ့ရှီကာမာရုကတော့သူမရဲ့မောင်လေးကိုပါရင်ဆိုင်ရအောင်မှာမို့လို့တော်တော်လေးထိတ်လန့်နေပါပြီ။ အခုချိန်ကစပြီးအရာအလုံးကိုအဲရာကဆုံးဖြတ်ချက်ချမှာမလို့ရှီကာမာရုတို့အနေနဲ့စန့်ကျင်ခွင့်မရှိဘဲမိစဉ်ကြီးကရတော့မှာပဲဖြစ်ပါတယ်လီမီတာကိုဖြုတ်ပြီးသားခုတ်ကအရင်ကတည်းကပုံမှုအစွမ်းတက်လာတယ်ဆိုပေမဲ့လို့ခုတ်ဘက်မှာအဲရာမရှိတော့တာကလည်းကွန်နွာရွာအတွက်ခုတ်ကိုအနိုင်ယူနိုင်မဲ့အသာချမ်းဖို့လို့အရှိရေးကိုတွေးဖို့အာမတူကပြောလိုက်ပါတယ်ကွန်နွာဘက်မှာအဲရာနဲ့ဒဲမွန်တို့ရဲ့ခွန်အားသာထပ်မံပေါင်းထပ်လိုက်မယ်ဆိုရင်ခုတ်ဆိုတာစကားနဲ့ထိပ်ပြောစရာတော့မလိုတော့ကြောင်းအာမတူကပြောလိုက်ပါတယ် ရှီကာမာရုကလည်းအာမတိုရှင်းပြတာတွေကိုနားလည်တာမို့လို့သူ့မှာမေးစရာမေးခွန်းတွေအများကြီးရှိသေးတာကြောင့်ကွနွာရွာကိုမြန်မြန်ပြန်လာခဲ့ဖို့ပြောရင်ဖုံးချလိုက်ပါတယ်။အဲ့ဒါကလည်းကွနွာရွာကိုရောက်လို့သူမနဲ့ခါဝါဂီကိုအဆင်ပြေအောင်မလုပ်ပေးရင်အာမတိုကိုတတ်မယ်လို့ချင်းချောက်လိုက်ပါတယ်။အမတို့နဲ့ဖုံပြောပြီးတဲ့ရှီကာမာရုလည်းဟူကာကဲရုံကန်းကနေတဆင့်နာရိုနဲ့ခါဝါဂီအပါအဝင်တင်းဆဲပန်းကိုဆင့်ကော်လိုက်ပါရယ်ရှီကာမာရုစီကဒိုင်ယန်ဆင့်ကော်ခံရတဲ့ဘိုးတို့ကလည်းမစ်ရှင်ပြန်လုပ်ရတော့မှာမို့လို့ပျော်နေကြတာပေါ့ ဒါပေမဲ့ဟီနာတာကတော့သူ့ရဲ့သားကတခါတည်ဆုံးခဲ့တာကြောင့်ဘူရူတယောက်မစ်ရှင်သွားတိုင်းပြန်လာနိုင်ပါမလားလို့ဆိုပြီးအမြဲတမ်းတွေးမိနေကြောင်းပြောရင်ဟီနာတာတယောက်သားကိုချစ်တဲ့စိတ်ကြောင့်ပဲမျက်ရည်ကြီးကျလာပါတယ်။ဘူရူကလည်းအမြဲတမ်းစိတ်ပူအောင်လုပ်ပြီးလို့ဟီနာတာကိုတောင်းပန်လိုက်ပြီး ဘာရီပဲဖြစ်နေပါစေအိမ်ကိုပြန်လာနိုင်အောင်ကြိုးစားမယ်ဖြစ်ကြောင်းဂရီဘေးကအိမ်ပြင်ကိုထွက်ခွာသွားခဲ့ပါတယ်။ဘူဒိုတယောက်အိမ်ပြင်ကိုထွက်ခွာလာတဲ့အချိန်မိုမိုရှိကီနဲ့တွေ့နေပါပြီ။အနာဂတ်မှာစိတ်ပြက်စရာတွေမျောလင်းချမ်းမဲစရာတွေနဲ့ကြုံတွေ့ရတော့မှသိရတာနဲ့ဘာလို့အခုလိုအတိတ်ပဲမရှိတဲ့ဘဝကိုကပ်တွေ့နေရတာလဲလို့မိုမိုရှိကီကလည်းဘူဒိုကိုပြန်မေးလိုက်ပါတယ်။ဘုရားအလုံးဆုံးရှုံးမဲ့အခိုက်အတန့်ကတော်တော်လေးနှီးဆက်လာပြီမို့လို့ ဗိုလ်တို့တယောက်မျောလင်းချက်မဲ့လာပြီးလောကကြီးတွေကထွက်ပြေးကျင်တဲ့အချိန်ကြရင်မိုမိုရှိကီကဗိုလ်တို့ရဲ့ခန္ဓာကိုယ်ကိုယူသုံးပြီးဥစုမာကီဗိုလ်တို့အဖြစ်နေထိုင်ပေးမယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်မိုမိုရှိကီဟာအခုချိန်မှာပြန်လည်ဝင်စားဖို့ကိုစိတ်မဝင်စားတော့ပဲခန္ဓာကိုယ်ကိုဝင်ထိရောက်တာကလည်းဝင်စားတာနဲ့ရလက်အတူတူပဲမို့လို့ဘိုးတို့ကတော့စိတ်ဝိညာဉ်ရဲ့တောင်းဆုံးလေးမှာငကြောက်တယောက်လိုညင်ငိမ့်လေးထိုင်နေုံပဲလို့ပြောလိုက်တာကြောင့်ဘိုးတို့ကလည်းဒေါသထွက်သွားခဲ့ပြီးမိုမိုရှိကီကိုခန္ဓာကိုယ်ပေးသုံးမဲ့အစားအသေးပဲခံလိုက်မယ်ဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ် ဘိုးတို့ကမိုမိုရှိကီရဲ့တန်မိုးရှိတဲ့ဖယ်တဲ့ဖြစ်တာကြောင့်မိုမိုရှိကီအနေနဲ့ဘိုးတို့ကိုတေခွင့်ပေးမှာမဟုတ်ပဲဘိုးတို့တယောက်မျောနေချက်မဲ့လာပြီး လောကကြီးတွေကထွက်ပြေးချင်လာမယ့်အချိန်ကိုစောင့်မျှော်နေမယ်ဖြစ်ကြောင်းပြောရင်းမိုမိုရှိကီကထွက်ခွာသွားခဲ့ပါတယ်ဘိုးတို့ကလည်းပြောချင်တာပြောပြီးပြောက်ွယ်သွားတဲ့မိုမိုရှိကီကိုဒေါသထွက်နေပါပြီတစ်ဖက်ကခုံတဲ့ဘက်ကလည်းခလောအမတ်ထဲကနေထွက်လာကြပါတယ်ခုံနဲ့ဘက်တို့ရောက်ရှိလာတဲ့နေရာကတော့စပိတ်တိုင်းနေကြီးစုနဲ့သာတွာလာလို့ရတဲ့နေရာဖြစ်ပြီးဥဆူဆူကီအီရှိကီဖွဲ့ထားတဲ့ဆယ်မီရှိတဲ့နေရာပဲဖြစ်ပါတယ်။ ဘက်ကလည်းဒန်နာဤတဲကဆယ်မီကိုမြေဝါထွန်းတွင်မြင်တွေ့လိုက်ရတာကြောင့်အံ့ဩနေခဲ့ပြီးခုတ်ကတော့ဆယ်မီကိုဖော်ထားတဲ့နေရာကမလုံခြုံတော့ကြောင်းပြောလိုက်ပါတယ်။ Tuske ကရီနီကန်မရှိတော့တဲ့အတွက်ကြောင့် Space Dynasty စုကိုအသုံးပြုလို့မရတော့ဘဲဘိုဒိုနဲ့ Kawagi တို့ဟာ Uzuzuki ဖြစ်သွားတဲ့အတွက်ကြောင့်မကြခင်မှာ Space Dynasty စုကိုအသုံးပြုလာနိုင်ချေရှိတာမို့လို့ခုတ်ကတော့ဆယ်မီကိုနေရာရွှေ့ဖို့စဉ်းစားနေပါပြီ။ဒဲမွန်တိတ်တာခံလိုက်ရတဲ့ခုတ်ဟာအေဒါတို့နဲ့လည်းမိပြတ်သွားတဲ့အတွက်ကြောင့်တယောက်တည်းဘာဆက်လုံးမလဲလို့ဘက်ကမေးလိုက်ပါတယ်။ ဒဲမွန်ရဲ့ဆွမ်းအားကတော်တော်လေးကြီးလိုက်မယ်လို့ခောက်ကမထင်ထားပင်မယ်လို့ဒဲမွန်ကိုနှိုးမိခဲ့တဲ့အတွက်တော့ခောက်ကနောင်တမရပါဘူး။ဒါပေမဲ့အဲဒါကြောင့်အသေးခွဲရတဲ့ခုတ်ကလည်းသူ့ကိုနည်းနည်းပါးပါးစာနာနားလည်ပေးဖို့ဘက်ကိုပြောလိုက်ပါရယ်ခုတ်တယောက်ပြဿနာမရှိတဲ့ပုံစံမျိုးနဲ့စိတ်အေးနေနိုင်တာကြောင့်ဘက်ကလည်းနားမလည်နိုင်ဖြစ်နေပြီးခုတ်ကတော့ဆယ်မီကိုတခုခုလှုပ်ဖို့ကြိုးစားနေပါရယ်လိုတဲ့ခုတ်ဟာဆယ်မီရဲ့ခန္ဓာကိုယ်ပေါ်သူ့ရဲ့ခလောအမတ်တွေနဲ့ဖုံးလိုက်ပါရယ်ခုတ်ဟာအရင်တုန်းကဆိုရင်ခလောအမတ်တွေကိုအသုံးပြုရတာက အကန့်အသတ်ရှိနေပေမဲ့လို့ အခုချိန်မှာတော့ limiter ဖြုတ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့် claw mat တွေကိုသူစိတ်ကြိုက်အသုံးပြုလို့ရနေပါပြီ။ခောက်ရဲ့ claw mat တွေကဆယ်မီကိုရစ်ပတ်နေခဲ့ပြီးနောက်ဆုံးမှာတော့ငုံမူလဆယ်မီကနေအရွယ်စားပို့သေးသောကအရေးတွက်ပုံများလာခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ကတော့အဲ့ဒီခလောကောင်တွေဟာခုတ်ရဲ့ခလောအမတ်တွေကနေတော့ဖျက်ဆန်းသွားလာနိုင်တာကြောင့်ခုတ်ကလည်းအံ့ဩနေခဲ့ပြီးပိုသေးပြီးပိုအသုံးဝင်တယ်မလားလို့ဘက်ကမေးလိုက်ပါတယ်။ဒါကတော့အပိုင်းတစ်ပါအပိုင်းနှစ်ကိုနောက်နေ့မှဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဟုတ်။ အပိုင်းနည်းနဲ့တူပြန်တွေ့ကြမယ် see you next video guys